အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးရနေပြန်လဲကြိုတိုလိုက်ပါတယ်ဒီနေ့မှာတော့တလိဆန်တွေဟာငလျင်နဲ့တဘာဝဘေးရန်တွေတွေကို ကြိုတင်ဟောကဲထုံးနိုင်တဲ့အကြောင်းကိုပြောပြပေးခြင်းပါတယ်တလိဆန်တွေဟာငလျင်နဲ့တဘာဝဘေးရန်တွေကိုကြိုတင်ဟောကဲထုံးနိုင်တယ်ဆိုတာဟုတ်ပါသလားဟုတ်ပါတယ်တလိဆန်တွေရထူးခြားတဲ့အမှုအကျင့်တွေဟာငလျင်လောက်ကမှုနဲ့တဘာဝဘေးရန်တွေကိုကြိုတင်ခံမနိုင်ကြပါပဲတလိဆန်တွေရအမှုအကျင့်တွေကိုမယုံကြည်ခဲ့လို့ဒုက္ခရောက်ရတဲ့နိုင်ငံတွေလည်းတရကများစွာရှိခဲ့ပါတယ် မဒီနိုင်ငံတို့ရဲ့အကြောင်းတွေကိုလည်းပြောပြပေးသွားမှာမို့ဗီဒီယိုလေးကိုအဆုံးနဲ့ကြည့်ပေးကြဖို့ကိုလည်းတိုက်တွန်းချင်ပါတယ်။ဒလေးစံတွေဟာလူစားတွေထက်အာယုံခံနိုင်ဆုံးပိုကောင်းကြပါတယ်။သူတို့ဟာမြေအောက်ကလှိုင်းတွေလျှက်ဆက်တာနဲ့ပြောင်းလဲမှုတွေဓာတုပစ္စည်းတွေရဲ့ပြောင်းလဲတွေကိုလူစားတွေထက်ပိုသိရှိနိုင်ပါတယ်။ငါးတွေနဲ့တခြားယူနေတဲ့တရားတွေဟာရေထဲမှာဖြစ်ပေါ်တဲ့လျှက်ဆက်ပြောင်းလဲမှုတွေကိုအာယုံခံနိုင်ကြပါတယ်။ခွေးတွေကြောင့်နေတဲ့တခြားနိုးတိုက်တဲ့တရားတွေဟာလည်း အနံ့ခံနေသွားတဲ့အကြအယုံပေါ်ပါပါတယ်။သူတို့တွေဟာငလျင်နဲ့တဘာဝဘေးရန်တွေကိုကြိုတဲခံမမိတဲ့အခါသူတို့ရဲ့အမူအကျင့်တွေကတည်တည်တသာပြောင်းလဲလာပါတယ်။ဥပမာ ခွေးတွေဟာငလျင်မလို့ခင်မှာစိုးရင်တကြီးဟောင်းတာ၊អော်တာ၊ပေါောင်းတာတွေပြတတ်ပါတယ်။ကြောင်နေရလဲစိုးရင်တဲ့ကြောင့်မို့ပုံမှန်မဟုတ်တဲ့အတန်တွေပြတာပေါောင်းတာတွေပေါ်ပြတတ်ပါတယ်။မားတွေဟာခြေထဲမှာပုံမှန်မဟုတ်ဘဲနဲ့လှုံရှားတာ ဈေးပြင်းမှာဝက်ခုံးတက်တာတွေလောက်တတ်ကြပါတယ်။နေ့တွေဟာအပိုက်ကနေအုတ်လိုက်ကြီး ထောက်ခွာသွားတာမျိုးတွေပြရတတ်ပါတယ်။မွေတွေဟာဆန်းခွေရကနေပြီးတော့အချိန်မတိုင်ခင်အတွင်းထဲကနေထွက်လာတတ်ပါတယ်။တောထဲကတောရင်တလေးဆန်တွေကလည်းတောထဲကနေလူတွေနေထိုင်ရာဒေသတွေစီပေါ်ကြောက်လာတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ပေမဲ့မညာရှင်တွေဟာတလေးဆန်တွေရာမိုးခြင်းပြောင်းလဲမှုနဲ့ငလျင်လှုပ်ခတ်မှုကြောင့်ဆက်နွယ်မှုကလေးလာကြတဲ့အခါမှာတော့တချို့လေးလာမှုတွေမှာ တလဲဆန်တွေဟာငလျင်မလို့ခင်မှာပုံမှန်မဟုတ်တဲ့အမူအကျင့်တွေကိုပြသတတ်တယ်ဆိုတာကိုတွေးရှိထားပါတယ်။တချို့လေ့လာမှုတွေမှာတော့အပြည့်အဝမမှန်ကန်နိုင်ပါဘူး။ဆက်လက်ပြီးတော့ကလိစံတွေရအမူအကျင့်တွေပြောင်းလဲမှုနဲ့ငလျင်ဒုက္ခမှုကြောင့်ဆက်နွယ်မှုတွေထင်ရှားဖြစ်ပေါ်ခဲ့တဲ့နိုင်ငံအချို့နဲ့ပါရဂါချို့ကိုပြောပြပေးခြင်းပါတယ်။1995ခုနဲ့တရုတ်နိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ဟာကျန်းငလျင်မတိုင်ခင်မှာမွေရီဟာဆောင်းခိုရာကနေသွားစီတာထွက်လာတာကိုတွေ့ရှိခဲ့ပါတယ်။ ဒေသခံတွေကအဲ့ဒီအချက်ကိုအစိုးရကိုသတင်းပို့ခဲ့ပြီးတော့အစိုးရကလည်းလူတွေကိုဘေးလွတ်ရအောင်ဖြေပြောင်းခိုင်းခဲ့ပါတယ်။အဲ့ဒီနောက်မှာအင်အားပြည့်ထက်တဲ့ငလျင်ကြီးလုခတ်ပြီးတော့လူအများပြားရဲ့အသက်ကိုလည်းကယ်တင်နိုင်ခဲ့ပါတယ်။နောက်ပြီးတရုတ်နိုင်ငံမှာ2000ခုနှစ်ကဖြစ်ပွားခဲ့တဲ့စီချမ်းငလျင်ရမတိုင်ခင်မှာဖောင်းရီဟာအုတ်လာကြီးပြောင်းရွှေ့တာကိုတွေ့ရှိခဲ့ပါတယ်။ဒေသခံတွေကအဲ့ဒီအချက်ကိုသတိထားမိပေမဲ့အစိုးရကသတိပေးချက်မထုတ်ပြန်ခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့ အရာပြတာနိုင်ငံလျင်လောက်ခတ်ပြီးတော့လူအများပြားခြေကောင်းခဲ့ရပါတယ်2009ခုနှစ်ကအီတလီနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အကွေလာငံလျင်မတိုင်ခင်မှာခွေးတွေဟာပုံမှန်မဟုတ်ဘဲနဲ့ဟောင်းနာအော်ဒါတွေပြသခဲ့ပါတယ်ဒေသခံတွေကအဲ့ဒီအချက်တွေပေါ်သတိထားမိပေမဲ့အဲ့ဒီအချိန်ကသိပ္ပံပညာရှင်တွေဟာငံလျင်တွေမလှုပ်ခတ်နိုင်ကြောင်းပြောခဲ့တာကြောင့်လူအများစုကဘယ်လိုမဆိုင်ခဲ့ပါဘူးအဲ့ဒီနောက်မှာ င်ရပြည့်ထတဲ့ငလျင်တွေလောက်ခတ်ခဲ့ပြီးတော့လူအများပြားသိသုံးခဲ့ပါတယ်1995ခုနှစ်ကဂျပန်နိုင်ငံမှာလောက်ခတ်ခဲ့တဲ့ကိုဗစ်ငလျင်မတိုင်ခင်မှာငါးရီဟာပုံမှန်မဟုတ်ပဲလှုပ်ရှားနေတာကိုတွေ့ရှိခဲ့ပါတယ်ဒေသခံတွေကအဲ့ဒီချက်ကိုသတိထားမိပေမဲ့အစိုးရကသတိပေးချက်မထုတ်ပြန်ခဲ့တာကြောင့်အမှတ်တမဲ့ပဲနေလိုက်ကြပါတယ်အဲ့ဒီနောက်မှာအင်ရပြည့်ထတဲ့ငလျင်တွေလောက်ခတ်ခဲ့ပြီးတော့လူအများပြားသိသုံးခဲ့ရပါတယ် ဒီဖြစ်ရပ်တွေကတလိဆန်တွေရအမှုချင်းပြောင်းလဲမှုနဲ့မလျင်ဒုက္ခမှုကြကဆန့်မှန်မှုတွေကိုပြသနေတာပဲဖြစ်ပါတယ်။ဒါ့ပေမဲ့လည်းတလိဆန်တွေရအမှုချင်းတွေကိုချိန်ခံပြီးတော့မလျင်ကြိုတင်ခံမှန်းမှုဆိုတာကအလွန်ခက်ခဲပါတယ်။ဒါ့ပေမဲ့လည်းတလိဆန်တို့ရထူးခြားတဲ့အပြုမှုတွေကိုသတိထားစောင့်ကြည့်ခြင်းဖြင့်အနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့ငလျင်ဘေးရန်တွေကိုတော့အနက်ငယ်ကဝန်နိုင်မလို့ယူဆရပါမယ်။ဒီနေ့ကျွန်တော်ပြောပြပေးခဲ့တာကတော့တလိဆန်တွေနဲ့တဘာဘာဘေးရန်တွေအကြားကဆန့်မှန်မှုအကြောင်းလေးပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကနေပြီးတော့ဘဝဆိုတာဒသွန်လေးရရရှိနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။ဒီနေ့ရဲ့ဗီဒီယိုလေးကတော့လည်းတော့ပါပဲ။အဆုံးထိကြည့်ပေးတဲ့အတွက်တဝတီအောင်ရှင်းစီတိုင်းကိုလည်းကျေးဇူးထိုးတင်ရှိပါတယ်။